ဂျပန်ရဲ့ကာကွယ်ရေးအရှင်မြင့်တင်မှုထင်ရှားတာထပ်ပုံမြန်တဲ့စစ်ရေးအပြောင်းအလဲဂျပန်နိုင်ငံရဲ့တမိုင်းဝင်ကာကွယ်စမ်းရည်တိဆောက်ရေးအစီအစဉ်ဟာသူတို့ကိုယ်တိုင်ရည်မှန်းထားတဲ့အချိန်စရာထက်တောင်ပိုပြီးအရှင်ဟုန်ပြင်းစွာနဲ့ရှစ်တို့တိုးနေအောင်တွေးရပါတယ်။ဒါဟာဒေသတွင်းလုံခြုံရေးမဟာဗျူဟာမှာဂျပန်ရဲ့အရေးပေါ်ဆုံးဖြတ်ချက်ကိုဖော်ပြနေရပဲဖြစ်ပါတယ်။ ကာကွယ်ရေးအရှိန်မြင့်တင်မှုဘာကြောင့်ပုံမြန်နေရလဲဂျပန်နိုင်ငံဆိုတာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းဒုတိယကမ္ဘာစစ်အပြီးမှာငြိမ်းချမ်းရေးကိုအလေးထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံပြီးတိစောက်ခဲ့တာပါဒါကြောင့်ဂျပန်ရဲ့ကာကွယ်ရေးစစ်တပ်ဟာ ီပကိုတိုက်ခိုက်ဖို့ထက်ပြည်ရင်းကာကွယ်ရေးကိုသာအဓိကထားခဲ့တာပါ။ဒါပေမဲ့အခုတော့အခြေအနေတွေပြောင်းလဲလာပါပြီ။ဂျပန်ဟာ2022ခုနှစ်မှာချမှတ်ခဲ့တဲ့အမျိုးသားလုံခြုံရေးမဟာဗျူဟာမှာကာကွယ်ရေးအသုံးစရိတ်ကို2029ဘဏ္ဍာနှစ်အထိ GDP ရဲ့200%အထိရောက်ရှိအောင်တိုးမြင့်မယ်လို့ကြေညာခဲ့ပါတယ်။လက်ရှိအခြေအနေအရဆိုရင်ဒီပန်းနိုင်ကိုတတ်မှတ်ထားတဲ့2029မတိုင်မီ2026ဘဏ္ဍာနှစ်မှာပင် ကြော်လွန်သွားနိုင်ခြင်းများပါတယ်။အတေးကအချက်အချက်ကဒီအရှင်ကိုတုံးပုံနေရပါနံပါတ်၁အပူအဆောင်ဘတ်ဂျက်များပုံမှန်နှစ်ပတ်လည်ဘတ်ဂျက်အပြင်ဂျပန်အစိုးရဟာမကြာခဏဆိုသလိုအရေးပေါ်အပူဆောင်ရမုံငွေတွေကိုပါထပ်မံအတည်ပြုပြီးတုံးဆွနေပါတယ်။အတိတ်ဘက်ကတော့အပူဆောင်ရမုံငွေတွေကို မူလကတဘာဝပေးရတယ်ဒါမှမဟုတ်လောင်စာစီရိတ်တွေအတွာရည်ရထားပေမဲ့လက်တွေမှာတော့ကာကွယ်ဆိုင်ရာလက်နက်ဝယ်ယူမှုနဲ့ပစ္စည်းကရိယာအစင်မြင့်တင်မှုတွေမှာလျင်မြန်စွာဆောင်ရွက်ဖို့အတွက်အဓိကအထောက်ချနေပါတယ်။ရလအနေနဲ့ကတော့၅နှစ်တာကာကွယ်စီမံကိန်းရဲ့စွစုပေါင်းကုန်ကျစရိတ်ကိုတမတ်ကာလမတိုင်မီပြည့်မီစေဖို့တွန်းအားပေးနေတာဖြစ်ပါတယ်။နံပါတ်၂ ဒေသရင်းချိန်ချောက်မှုတွေရဲ့အရှိန်မြင့်လာမှုအထူးသဖြင့်တရုတ်ရဲ့စေအရာအင်အားကြီးထွားမှုနဲ့မြောက်ကိုရီးယားရဲ့မကြာခဏဒုံးကျည်စမ်းတမ်းမှုတွေဟာဂျပန်ရဲ့မျှော်မှန်းထားတာထက်ပိုမိုပြင်းထန်လာပါတယ်။ဒါကြောင့်ဂျပန်ဟာအကာအကွယ်ကို2029အထိစောင့်နေတော့ပဲယခုချက်ချင်းလိုအပ်တယ်လို့ခံယူလိုက်ပါတယ်။အရှိန်မြင့်တဲ့ချင်းရဲ့လက်တွေ့ထင်မှုများဒီလိုအလင်းအမြန်အဆင့်အားတည်ဆောက်မှုဟာ ဘလို့နေရာတွေမှာအဓိကထင်ရှားနေတယ်လဲဆိုရင်တိုမာဟော့ဒုံးကြီးဝယ်ယူမှုပါအမေရိကန်လုံးဒီခရုဒုံးကြီးတွေကိုမူလရည်မှန်းထားတဲ့အချိန်ဆရာထပိုမိုစောစီးစွာလက်ခံရရှိဖို့တွန်းအားပေးညှိနှိုင်းမှုတွေလှုံ့ဆော်နေပါတယ်ဒီဒုံးကြီးတွေဟာရန်သူပိုင်နက်ထဲကတိုက်ခိုက်မှုစတင်ခဲ့တဲ့နေရာကိုတုတ်ပြန်ပစ်ခတ်နိုင်ဖို့အဓိကအကာအကွယ်ဖြစ်ဆောင်ရွက်မှာပါဒါလည်းမကသေးပါဘူးအမေရိကန်ပါဝင်တဲ့အခြားမဟာမိတ်နိုင်ငံတွေနဲ့အတူစည်ရေးလက်ချက်မှုတွေကိုအရေးအတွက်ရောအရေးအသွေးပါပိုမိုအချိန်ဟုန်နဲ့လှုံ့ဆော် ော်လာနေပါတယ်။ဒါဟာဒေတာတွင်အရေးပေါ်တုံ့ပြန်နိုင်မှုကိုမြင့်တင်ဖို့ရည်ရွယ်တာဖြစ်ပြီးကမ္ဘာလုံးဆိုင်ရာအကာအကွယ်ငါးမိတ်ကွန်ရက်ကိုခိုင်မာစေပါတယ်။ဂျပန်ဟာသူ့ရဲ့အဓိကကာကွယ်ရေးစနစ်ဖြစ်တဲ့ Aegis စနစ်ကိုပင်လယ်ပြင်ကနေမြေပြင်အခြေစိုက်စနစ်တွေအပြင်ပိုမိုခင့်မီရဲ့ Aegis စနစ်တက်ဆင်ထားတဲ့သမောတွေနဲ့မှာ ထပ်မံအားဖြင့်နေပါတယ်။မြောက်ကိုရီးယားရဲ့မတူညီတဲ့ဒုံးကျည်ပုံစံအမျိုးမျိုးဥပမာ hypersonic missile တွေကိုပါကြားပြတ်ဟန်တာနိုင်ဖို့ရွေးရတာပါ။ဂျပန်အစိုးရရဲ့လင်မြန်တဲ့ဝယ်ယူမှုတွေနဲ့သုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရမုံငွေတိုးမြှင့်မှုတွေကြောင့်ပြည်တွင်းကာကွယ်လုပ်ငန်းတွေဟာလည်းလိုအပ်တဲ့စနစ်တွေကိုအမြန်ဆုံးထုတ်လုပ်နိုင်ဖို့အတွက်စွမ်းဆောင်ရည်ကိုအရှိန်မြှင့်နေရပါတယ်။ သွင်ပြောင်းလဲနေတဲ့ဂျပန်ဂျပန်နိုင်ငံဟာနှစ်ပေါင်းများစွာထိန်းသိမ်းထားတဲ့ GDP ရဲ့တရားခံတော်ဝင်ကျင်ကာကွယ်ရေးအသုံးစိတ်ကန့်သက်ချက်ကိုချိုးဖြတ်ခဲ့ုံသာမကသူတို့ရဲ့ကိုယ်ပိုင်အချိန်စရာကိုပါချိုးဖြတ်ပြီးစစ်အာဏာတည်ဆောက်မှုအချိန်ကိုမြင့်တင်နေရဟာ ဒေတာရဲမှာနိုင်ငံရေးအသွင်ပြောင်းလဲမှုတစ်ခုကိုရှင်းရှင်းလင်းလင်းကြားသနေပါတယ်။ဒါဟာဂျပန်နိုင်ငံရဲ့ခေါင်းဆောင်တွေကဒေတာရဲလုံခြုံရေးအခြေအနေကိုအလွန်အမင်းစိုးရင်ပူပန်နေပြီးတာဝယ်ရေးကိုအချင်းမီပြင်ဆင်ဖို့အတက်ကြွဆုံးခြေလှမ်းတွေလှမ်းနေပြီးဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ဂျပန်ရဲ့ဒီလိုအရှိန်မြင့်တဲ့ခြေလှမ်းဟာအာရှပစိဖိတ်ရဲ့တည်ငြိမ်ရေးကိုဘလို့တိခိုက်စီမဲလို့ထင်ပါသလဲ။သူတို့ရဲ့အကာအကွယ်စနစ်ကိုမြန်မြန်ဆန်ဆန်ပြင်ဆင်တာကမှန်ကန်တဲ့လမ်းကြောင်းလား။ ဒါမှမဟုတ်ဒေတာဘေးမှာလက်နက်ပြန်ဆိုင်မှုတွေကိုပိုဆိုးစေမလားပြည်သူတွေရဲ့အမြင်ကိုလည်း comment မှာမျှဝေပေးခဲ့ကြပါဦးခင်ဗျာ